းတော်ဖုံးကြီးကိုဖမ်းသွားတာမလွတ်သေးဘူးပေါ့ဘသူ့ကိုဖမ်းမှုပြောနေတယ်မှတ်လေမပုတုလေးကိုဖမ်းမှုလုပ်နေတယ်အာချောင်းနေပေါ့အဲလူကြီးကိုထက်မိန်ထုတ်ပို့မယ်အဲ့တော့နားလေခွင့်လို့ပေးလို့မရဘူးလားမရဘူးပေါ့မရဘူးထောင်ကြမှာကြီးနေကြမှာလားဟုတ်တယ်အန်ယူဂျီငင်းချင်းဆွေးနွေးခြင်းနဲ့အပြည့်အခက်ရစိဆွေးနွေးခြင်းနဲ့ဘုမို့နိုင်ငံလမ်းကြောင်းပေါ်တက်ခြင်းနဲ့ဆိုရင်တက်ခွင့်ပေးဖို့နှဆတာကစနစ်မြင်ထားတယ်။ဗမာန်တရားကိုမဝေဖန်မထောက်ကြရအောင်မှလှုပ်လိုက်သလားလို့လည်းဒါပြီးတော့ဇာပေါ့နော်။ အလုံးမဲမင်္ဂလာပါရှေ့ family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပတ်တော်သားတယောက်ချင်းနေကောင်းချမ်းပါရလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမဲ့ရောက်တန်လေးနဲ့အစ ကျွန်တော်ပြည်သူတွေဘယ်လောက်ထိချစ်ဖို့ကောင်းလဲလဲကျွန်တော်ပြည်သူတွေဘယ်လောက်ထိညီညာလိုက်လဲအလောက်ညီညာအလောက်ထိပါဝင်ပေးနေတာတော့ဒီပွဲကဘာကြောင့်အလောက်ထိကြာနေရတာလဲဒီကရောင်ဝါဝါလူတွေရှိနေလို့အတွက်ကိုဇော်ဖုံးဟင်းဟိုဖမ်းသွားတာမလွတ်သေးဘူးပေါ့နော်อืมဘာမှမလဲလဲကျမတို့လည်းမသိရဘူးကွာ အဲ့လိုမျိုးတွေပါတယ်လည်းမသိဘူး905နဲ့66ကကြီးရတော့အာမခံရတယ်လို့ပြောပြီးနဲ့အခုချိန်ဒီမလို့သေးဘူးပေါ့နော်အခုဆိုရင်16ရက်ကျော်ပြီပေါ့အခုနောက်ထပ်စိမ့်စိမ့်တောက်တွေကဘသူ့ကိုဖမ်းဖို့ပြောနေတယ်မှတ်လေမပုတုလေးကိုဖမ်းဖို့လုပ်နေပြန်အာချောင်းနေပေါ့အဲလူကြီးကိုထမိန်ထုတ်ပို့မယ်လို့ဟိုကျမပြောတာကွာသူ့ပါသူဘာပဲလုပ်လုပ်ဘယ်အချိန်တုန်းကဘာပဲလုပ်ခက်ခက်ဒီလောကတွေဘလို့ပဲဝင်ဝင်အမျိုးသားရေးမဟုတ်ဟုတ်အမျိုးသားရေးဟုတ်ဟုတ် ဘယ်လိုပဲဝင်ဝင်အခုချိန်မှာမျက်နှာကြီးပြပြီးတော့လေဟိုတက်တိရှိရှိပေါ့နော်ဝေဖန်ရဲတယ်လိုအပ်တယ်လေတက်မဟုတ်ဘူးอ่ะနိုင်ငံမှာအဲ့လိုလူတွေလိုအပ်သေးတယ်လေရှင်တို့ဘာဖြစ်နေကြရှင်တို့ပြီးလိုက်ပုံတွေကိုကြည့်လိုက်ကွာအသက်ကြီးကြီးတွေကွာအမျိုးသားရေးသမားလို့ပြောတယ်အသက်ကြီးကြီးတွေကွာအဲ့တော့ကျမပြောတာကွာ तू ကနိုင်ငံအတွက်တကယ်လှုပ်လှုပ်ပေးနေတယ်။ဟိုတရင်းអော်နေတယ်မဟုတ်ဘူးတချို့တွေဆိုရင် तू က ပြောလိုက်တဲ့နိုင်ငံရေးတုံးသက်ချက်ကလေးတွေပါလေးတွေဆိုရင်တချို့ကြီးမသိကျွန်မတို့နိုင်ငံမှာတော်တော်များများနိုင်ငံရေးကိုနားမလဲကြအောင်တိလဲနေကြအောင်အမျိုးသားရေးဆိုလဲဘာလို့လဲအေးအလံကိုင်းကြီးလျှောက်သွားအမျိုးသားရေးထင်ကြတာအကုန်လုံးကဟိုသူများဘာသာကိုတိုက်ခိုက်တာအမျိုးသားရေးလို့ထင်ကြတာတော်တော်များများပါလေအဲ့တော့ခါကျတော့သူ့ရဲ့အခြေအနေအကြောင်းတရားလေးဒါမျိုးလုပ်ရင်ဒီမျိုးလုပ်ရမယ်ဒီလိုလေးရှိတယ်နိုင်ငံရေးတုံးသက်ချက်လေးတွေဘာလေးတွေသူတို့အသက်ရွယ်နဲ့ကောင်းနေလေဗျာအဲ့တော့ ခွင့်လွှတ်ပေးလို့မရဘူးလား။ဟိုကျမကလေမြင်ရတာကွာစိတ်ဆင်းရဲကြည့်ရတာအဆင်မပြေဘူး။ဟိုကျမတို့ဆိုကျမဆိုရင်ကွာမြင့်တာထားတယ်။ကျမကလားယုံနေဟုတ်တယ်။ဒါပေမဲ့ကျမဗမာပြည်အရင်ချစ်တယ်။မြင့်တာအရင်ထားတယ်။ကျမပြောတယ်ကွာ तू ပဲအချိန်မှာဘာပဲလုပ်ခဲ့ကွာနောက်ဆုံးပိတ်နောက်ဆုံးပိတ်ပြောတာ။နောက်ဆုံးပိတ်ဘလူနီးနဲ့ဝင်လာလား။အေး အခုချိန်မှာအတိုင်းပြည်တွေတကယ်လှုပ်လှုပ်နေရှာတယ်လေတကယ်လှုပ်ရှာတယ်လေဘလို့ပဲဖြစ်ဖြစ် YouTube မှာပြော TikTok မှာဘလို့ပဲပြောအားချောင်းနေပဲပြောပြပါကျမတို့တွေသူတို့တွေသူတို့တွေပေါ့ကျမကတော့အခုတိတ်မရှိဘူးဆိုတော့သူတို့တွေဆိုရင် PDF ကအချိန်ချိန်တက်ဖို့ကြိုးစားခံနေရတဲ့လူတွေလေအဲ့တော်လေးတစ်ခုနဲ့ကြည်လိုက်ရင်ဟုတ်ကွာတိုင်းပြည်တွေလှုပ်လှုပ်လားမလှုပ်လားသိနေတာပဲဟိုဦးလေးတို့အတော်တို့တွေကအမျိုးသားရေးသမားဆိုပြီးအသက်ကြီးကြီးတွေ ဲ့တော့နားလည်းခွင့်လို့ပေးလို့မရဘူးလားမရဘူးပေါ့မရဘူးထောင်ကြမှာကြီးနေကြမှာလားဟုတ်တယ်ကိုစော်ပုံးလေးတော့မထွက်ရသေးဘူးမပုတူကိုလုံးကြီးပြန်ပြီးတော့တေးနေရမြင်စိမ့်စိမ့်တောက်တည်းอ่ะอืมကြာအန်အော်ရဲအန်အော်ရဲအပမာရီပမာရီအရန်အန်အော်ရဲအမျိုးသားရေးသမားဆိုတဲ့လူတွေပေါ့အများစုပါဘောမာတွေပေါ့ဒါတော့ကြားတဲ့မြင်တဲ့အတိုင်းပဲပြောပြမယ်နင်တို့ပါပါမအားလားကျင်ဆိုးကနင်တို့ပေါ်မှာအခါပေါင်း100အခါပေါင်း1000ဘောမာခဲ့လေ ဟာကွယ်လေးတစ်ခုရှိတာနဲ့နင်တို့ကိုဆွဲစည်းတာတော့ဟိုကြောင်ဆိုးဦးဆိုတဲ့ကောင်ရက်ခိုင်ငပြောသည်စားပြတာနဲ့စက်ကြောရေးရောက်သွားတယ်။ဘူးတို့မှပြောထားတာအကြီးကြီးတော့မအားလာကျင်ဆိုးကို သူ့ရဲ့မလျှော်သေးတဲ့ထမိန်ကို ပေါင်းခိုင်းမယ်ထီအောင်ပြောထားတာအဲ့တချစ်နဲ့တင်950တော့606တော့စောင်းမြက်ကပုံမတွေကိုအများကြီးနဲ့တစ်သက်တစ်ကျွန်းချလိုက်လို့ရတဲ့အနေထားအဲ့လောက်ဆိုနင်တို့ဘဝတွေကိုနင်တို့သဘောပေါက်တစ်ချက် မှားလို့မရဘူးเนาะအများန်းဘောအောက်ကပဲနေမှနင်တို့ဘဝတွေကခြောက်လဲမှအဲ့တော့ဘူဒူမာအတွက်ကျွန်တော်မိသားစုတွေဆူတောင်းပေးပါအောင်ဗျဘူဒူမာရေကံကောင်းပါစေလို့ငါဆူတောင်းပေးပါတယ်ဘာလို့လဲဆိုတော့တနေ့တနေ့ငါတို့ကနင်တို့ဗီဒီယိုလေးကိုကြည့်နေရရင်အပြင်းပြေတယ်ဟာသားဖြစ်တယ်ဟုတ်ကဲ့ဗျဒီသတင်းဗီဒီယိုလေးကတော့ဒီနေ့အတွက်သတင်းအထူးသတင်းရှယ်လေးတွေနဲ့ခွေးတောင်သားကြောင်မျိုးမင်းကိုဆ ्याम မနွေဦးမေဘလို့စော်ထားလဲဆိုတာကျွန်တော်အတူတူအဆုံးတီလိုက်ပါကြည့်ရှုသွားဖို့တောင်းဆို 马里边，好了，唱的上啊！今老是看恁带过来，你别说，在背六开头，小一卡，小苗子，你忘的吧？来，一，来，来。 အခုဒီဗီဒီယိုဖိုင်ကတော့တကယ်ဆိုလို့ရှိရင်တော့မိဖတွေကိုပြောင်ဦးလီလာပေးတယ်တပ်ပုံလီလာပေးတယ်လောင်ကတော့သွားတယ်ပြီးတော့ရှိရင်ကြော်ကြီးရဲ့အုပ်ကူထဲမှာလည်းတပ်ပုံလီလာကတ်သွားတယ်ပြောင်ဦးကိုဟိုအုပ်ကူတွင်းနေတာရဲ့အစအဆုံးဖြစ်တယ်ဒါပေမဲ့ကျမတိတ်တိတ်လေးပဲထည့်ပေးလိုက်တာဖြစ်တယ်ဒီဥစ္စာကိုကြည့်ချင်တာအပြင်ဒီနေ့ကျမတို့တော်လာရဲဒီဟာပြည်သူကနေမှပောက်ဖွားတဲ့ပြည်သူရဲ့သားတွေဖြစ်တဲ့အတွက်ကြောင့် တားတယောက်ဆုံးရှုံးသွားတယ်ဆိုလို့ရှင်ငွေတို့မြစ်ခင်နေဖတ်ခင်နေမိသားစုတွေကဘလောက်ကြေကွဲမလဲဆိုတာကိုတိတတ်တဲ့အတွက်အကြောင်းဒီနေ့တော်လာရေးထဲမှာပါဝင်တဲ့ရေပေါ်အကြီးဆုံးကနေမှအငယ်ဆုံးထိတိုင်အောင်ကမိသားစုတည်းရဲ့ခံစားချက်ကိုအသေးစိတ်သိတဲ့အတွက်ကြောင့်ဒီလိုမျိုးကြာရှုံးသွားတဲ့ရေပေါ်တည်းရဲ့မိဘတွေစီကိုတွားပြီးမှပြာအိုးတွေပဲတဲ့လာကြော့တွေဆိုတဲ့အရာဟာတိတ်ပြီးမှဂုံယူစရာကောင်းတယ်ဒါတွေကိုကြည့်ချင်အားဖြင့် ဒီနေ့ဒေါ်လာရဲ့ထဲမှာပါဝင်နေတဲ့ဒေါ်လာရဲ့ရဲပေါ်တိုင်းဟာပြည်သူကူဒီဖြစ်တယ်ဆိုတဲ့အဥ္စာကိုတိတ်ပြီးမှတက်တည်ပြတာဖြစ်တယ်မြန်မာနိုင်ငံမှာဖြစ်နေတဲ့အရာတွေကိုရှေ့မှာအရင်ယူပြလိုက်တာလေးတွေရဲ့ဘာလေးတွေတိတ်ပြီးမှပြောတဲ့သူကငဲပါလောက်ဖြစ်သွားတယ်ဗျအမှန်တရားကိုဝေဖန်ထောက်ပြတဲ့လူတွေကမရှိတဲ့လောက်ဖြစ်သွားတယ်ပေါ့နော်။ပြောရဲဦးလေ။အဲတော့အမှန်တရားကိုမဝေဖန်မထောက်ပြရအောင်မှလှုပ်လိုက်သလားလို့လဲဒါတွေးတော့စရာပေါ့နော်။မှန်ပဲ။ခင်ဗျားတို့အမြင်တော့အဲ့လိုတွေးမှာဗျာနော်။ ဥစဉ်အမြင်ကတော့ဒီအမှန်တရားတွေပြောလို့သူတို့လုံးလိုက်တယ်လို့ဥစဉ်ကတော့မတုံ့တက်ဘူးပြန်တော့ဒီလူကြီးတွေကိုဆဲဆိုတာတွေလွတ်သွားတဲ့အရာတွေလွတ်သွားတဲ့အခါကျနောက်ဆုံးတော့ဒီမကောင်ထိန်းသိမ်းလိုက်တယ်လို့ပဲဥစဉ်ကတော့တုံ့တက်ပါတယ်ဗျအမှန်တရားပြောလို့ဘာနဲ့ဆိုတော့လေပြောတယ်များအားလုံးကအမှန်တရားလို့တော့ပြောလို့မရပါဘူးဗျနော်အဲ့တော့ဦးဇင်းမပြောချင်တာကတော့ဦးဇင်းတို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေကိုဦးဇင်းကတော့အားလုံးကိုတတ်သိရှိရှိပြောစေချင်တာအခုဒီဘောမာဒီက စားလေယူစုပ်လေစူးလေဘဝဖြစ်သွားကြပြီတေမထုနေမထုဖြစ်တယ်သူတို့ကတခါဘောမှပြီဆိုလို့ရှိရင်ဆက်တိုက်လေဘောပါရံမသိမချင်းပဲဒါပေမဲ့အခုနောက်ပိုင်းမှာဆက်ပြီးမှဘောမှနဲ့တူဒီကတော့စကားကိုစစ်ခွေးသဘောကျပဲပြောရတော့မယ်အမှန်ဆိုလည်းထောက်ပြလို့မရဘူးဆိုတော့အခုဇော်ဖုံးဟင်းကိုဖန်အခုဒီငပောက်ကတော့ဇော်ဖုံးဟင်းလို့မပြောချင်ပေမဲ့ အခုအမှန်တရားတွေကိုပြောတဲ့အခါမှာဒီလိုမျိုးစစ်ခွေးတွေဘက်ကနဲ့ဖန်ပြလိုက်တဲ့အချိန်ကျတော့အရင်တော့နည်းနည်းပေါပောက်ဝေဖန်နေသူလည်းအခုလုံးဝမဝေဖန်တော့ဘူးเนาะဆိုတော့အမှန်တရားဘက်ကိုသူတို့စစ်ခွေးတွေဘက်ကနဲ့ဟာအရှက်တမ်းမှာဘလို့ဆုံးရှုံးနေတယ်ပြည်သူစစ်တွေဘလို့ဆုံးရှုံးနေတယ်ဆိုတော့အမှန်တရားတွေကိုသူတို့မှပေါ်ထုတ်ဖို့ရန်အတွက်မရှိတော့ဘူးဒါကြောင့်ငါပေါက်ပြောတာကတော့နင်းတို့မြန်မာနိုင်ငံအတွက်ရေရေဝိုးဝိုးအမှန်တရားကိုထုတ်ပေါ်ကြပါလို့ပြောတယ်ဆိုတော့ဒီဥစ္စာကိုကြွကဘာကြောင့် အရင်ပြောချင်တယ်လေဆိုတော့အခုကြော်မျိုးမင်းဆိုတဲ့ဘောမကလည်းအရင်တော့ဆိုလို့ရှိရင်နည်းနည်းလေးတက်တာတဲ့အဲမှာသူ့ပါတယ်ဒါပေမဲ့အခုကသူ့လဲကြော်စုဦးနဲ့သူ့မသားကိုအတုပါပါပဲဘောမတော့ကလည်းကန်းကုံအောင်ဘောမတဲ့သူဖြစ်တယ်ဆိုတော့အခုကျွဲတို့နောက်ဗီဒီယိုဒီပုတ်ကိုထပ်ပြီးမှနားထောင်ကြည့်ရအောင်နော် YouTube SP လို့ခေါ်တဲ့ဝါဘွဲတက်မယ် SSPB ရတက်မယ် NDA လို့ခေါ်တဲ့ Myla တက်အဲ့သုံးဘွဲအချင်းချင်းမအဲ့သုံးဘွဲပါပါတယ် ထူးခြားတာက ASEAN ဥရစစ်တို့ကမလာဘူးလို့ချိုးရပြောမယ် AA တို့ TNLA တို့ MNDA တို့ဘာလို့မဖိတ်လဲချင်းဖွဲ့ရောလည်းမဖိတ်လဲဘာစပြဒါမှတွေးရရှိတယ်တကယ်တော့ NASA ကကဖိတ်ကြားလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်သူတို့ကသူတို့မလာတာလို့ပဲကျွန်တော်ပြောချင်တယ် NASA ကဖိတ်ဖို့တော့သူတို့ပြင်ဆင်ခဲ့တယ်အဲ့တော့တချို့ကပြောတယ်ဒီပွဲကိုတကယ်တိုက်တဲ့လူတွေမပါတဲ့ပွဲဆိုပြီးပြောကြတယ် Okay တကယ်တိုက်တဲ့လူတွေမပါတဲ့ပွဲလို့ပြောရင်အဲ့ဆိုရင်တကယ်တိုက်နေတဲ့လူတွေကတက်ချင်တယ်ဆိုတဲ့သဘောလားတက်ချင်တယ်ဆိုရင်တက်ခွင့်ပေးလို့ရတယ်ဘာမှမဖြစ်ဘူး က်ပြီးတော့ပရိမနာလာမလို့ဘူးတကယ်တည်နေခြင်းနဲ့ဆန္ဒရှိမှုပဲဆိုတာဒါပေမဲ့အခုဒီဆွေးနွေးဘက်ကငင်းချမ်းရေးဆိုတာထက်ရွေးကောက်ပွဲရွေးကောက်ပွဲကို focus လုပ်တာဖြစ်တဲ့အတွက်ရွေးကောက်ပွဲကျင်းပလို့ရတဲ့နေမြေနဲ့ဆက်ဆက်တဲ့ဖွဲ့စည်းရေးရွေးကောက်ပွဲကျင်းပခြင်းနဲ့လက်နက်ကိုင်ဖွဲ့စည်းရေးရှိတဲ့နေမြေနဲ့ဆက်ဆက်တာကိုဦးစားပေးတယ် NUG ကို D4 ရောင်တက်ခွင့်ပေးဖို့တော့လောလောဆယ်တို့အစီအစဉ်မရှိဘူး D4 ရောင်တက်ခွင့်မပေးဘူးနဲ့ NUG ငင်းချမ်းရေးဆွေးနွေးခြင်းနဲ့အပြည့်အခရစိဆွေးနွေးခြင်းနဲ့သို့မဟုတ်နိုင်ငံရေးလမ်းကြောင်းပေါ်တက်ခြင်းနဲ့ဆိုရင်တက်ခွင့်ပေးဖို့နှဆကကဆင်းနေပြင်ထားတယ်တင်းရရပါဒါပေမဲ့ အချက်တစ်ချက်ပဲလို့ပဲအဲ့ဒါပါလဲဆိုတော့လာပြီးတော့နိုင်ငံရေးငှက်ထုတ်တာဘုရားတကယ်ကိုစနစ်ကျင်တဲ့စိတ်ရှိရတယ်တကယ်စနစ်ကျင်တဲ့စိတ်ရှိတယ်ဆိုရင်အဲ့တစ်ချက်ရှိတယ်ဆိုရင်ရတယ်အဲ့တစ်ချက်ကအောင်မှာကာကြီးခါဝေးခါငါကားငယ်ဆိုတော့အချက်သုံးချက်ပဲလို့ပဲအဲ့ဒါပါလဲဆိုတော့အချမ်းပဲတို့ရေကုန်လုံးဆုံးလိုက်တယ်လက်နက်ကင်ပုံကတိုက်ခဲတက်ပြတ်မှုတွေအကုန်လုံးသူတို့ဆုံးလိုက်တယ်လို့ကြီးညားမယ်ပြီးလို့ရှိရင်မပတ်သက်တော့ဘူးလို့တရားဝင်ကြီးညားမှာနော်ဆုံးလိုက်တယ်ကြီးညားမယ်ပြီးလို့ရှိရင်အဲ့ဒီကြီးညားပြီးတဲ့နေ့ကအစပြီးတော့လက်နက်ကင်အဖွဲ့ကြီးအကုန်လုံးကလည်းအဲ့ဒီသူ့ရဲ့အောက်က PDF တွေအကုန်လုံးကိုလက်နက်ထုတ်သိမ်းတာမျိုးတွေထုတ်ပုံတဲ့အဆင့်ကိုကြီးလုတ်ပြရမယ်ပြီးတာနဲ့ သူတို့ကလက်ရှိနတ်ဆက်ကတော့မကြိုက်ပြပါမယ်ရုပ်ောက်ဘက်ကိုလက်ခံကြောင်းကြီးများပြရမယ်အဲ့ဒါဆိုရပြီဒီနေ့လုံမဲ့ peace talk forum ထဲမှာ SCM လက်မှတ်မရေးထိုးသေးတဲ့ SSPB ရဲ့ NDAAD နဲ့အတူဒီဝါတပ်ဖွဲ့ဒီဘက်ကနေမှလဲသူတို့ကတော့ဒီတုံးဖွဲ့လာတက်တက်အတွက်ကြောင့်အဖွဲ့ကြီးတွေ ်ကြီးစားတော့ဖွဲ့တယ်ဖစ်စတော့ခဲမှာဝင်လာတယ်လို့ပြောတယ်သူတို့ထင်တာကတော့ RCSS လည်းပါဝင်မယ်လို့ထင်တယ်ဒါပေမဲ့ RCSS တွေလည်းပါဝင်မလာဘူးเนาะအခုသူတို့အရန်ဝန်တာကဝါဒီပါလာတာတွေဝန်တာတယ် NDAAD ပါလာတာဝန်တာတယ် SSPP တွေပါလာတာအတဲ့အတွက်ကြောင့်ဝန်တာတယ်ဆိုတော့ဒီ SSPP တွေလည်း NCA ထဲမှာလက်မမရေးထိုးထားပေမဲ့ဒီနှစ်ကျောတို့တော်လရေးထဲမှာလည်းမပါဘူးလာပါဘူး NDAA နဲ့ထူနေလကောင်းပဲပါမပါဘူးလာပါဘူး ဒီဝါဒီလေတနည်းတဖုံနဲ့ဒါဒီအရှက်မြောက်မှာပါဝင်လာခဲ့ပေမဲ့လည်းပဲဒီနေ့တော်လာရဲထဲမှာပါမပါဝင်လာပါဘူးဆိုတော့သူတို့ကဒီဖစ်စတော့ခဲ့မှာပါဝင်ချင်းမပါဝင်ချင်းဟာကျတော့တော်လာရဲတွေတော့အဲ့လောက်ကြီးတိုက်ရဲကြီးမသက်ဆိုင်ပါဘူးလို့ကျွန်မပြောချင်တယ်ဆိုတော့တချို့ကပြောတာပေါ့နော်အခုလက်ရှိမှာစစ်ခွေးတွေနဲ့တိုက်ပွဲဖြစ်နေတဲ့သူတွေကို Peace Forum ထဲမှာမဖိတ်ခေါ်ဘူးလားလို့မေးတယ်ဆိုတော့ တကယ်ဆိုလို့ရှိရင်တော့စစ်ခွေးကနေမှဖိတ်ခေါ်တယ်ဒါပေမဲ့တော်လာရဲခဲမှာကျွန်တော်ခံယူထားတာပါလေတွေးကြွေးမှာဆွေးနွေးဆရာမရှိဒါပဲဆွေးနွေးမဲ့အချိန်ကျွတ်တော့ကြော်သွားပြီဘာမဆိုသူ့အချိန်နဲ့သူဖြစ်တယ်เนาะလုံခဲ့တဲ့အချိန်မှာဆွေးနွေးဖို့ရအတွက်ကျွတ်တော့တပိတ်မောက်ခဲ့ကြတယ်ကျွတ်တော့သူတို့ဘာလုပ်ခဲ့ကြလဲအကျန်းနေနေလုပ်ခဲ့တယ် ဤသူတွေအများကြီးတည်ခဲ့ပြီးထိုနည်းသူပဲကျတော့ဒီတော်လာရေးရဲပေါ်တည်တဲ့အများကြီးတည်ခဲ့ရယ်ဒီလိုမျိုးတဲတာကြီးပဲမဟုတ်ဘူးကျမတို့နေတဲ့အိမ်ဒီကိုမြှို့ပေးခဲ့တယ်ဒီလိုမျိုးလုံနေတဲ့ခွေးတွေကဒီနေ့ငင်းချရေးပြောမယ်တဲ့ပြီးတော့ငင်းချရေးပြောမယ်လို့တာပြောနေတယ်ပဲမဲ့နေနေညညဘုံကျင်းနေတယ်ဒါလားငင်းချရေး ဆိုတော့အခုလက်ချီထဲမှာတိုက်နေတဲ့သူတွေနဲ့မပြောဘူးလားလို့ပြောတဲ့အခါမှာသူတို့ပြောချင်ကြသလားပြောချင်တယ်ဆိုလို့ရှိရင်လည်းတက်လာလို့ရတယ်ဒါပေမဲ့ပလီပလာပြောလို့မရဘူးလို့ပြောတယ်ဒီလိုမျိုးစက်တရေမရှိတဲ့စကားကိုကျွန်တော်တော်လာ ရေးတယ်ဘယ်သူမှမပြောတတ်ဘူးဒီလိုမျိုးမဟုတ်မမှန်ဒီဒဇာနဲ့တူတဲ့စကားကိုပြောတတ်တဲ့သူကခွေးတွေပဲဖြစ်တယ်ဆိုတာတော့ဒီနေ့ကျမတို့အားလုံးသိပြီးသားဖြစ်တယ်ဆိုတော့အခုဒီတော်လာရဲတွေကိုလည်း အခုစစ်ခွေးကတော့ခေါ်တာပေါ့ဒါပေမဲ့ကျတော့ဒေါ်လာရဲတယ်ဘယ်သူမှမလာပေးဘူးလေမလာတော့သူတို့ကရှက်ရမ်းရမ်းနေကြတာပြီးတော့နောက်တစ်ခုက NUG တွေကိုမခေါ်ဘူးလားဆိုတော့ NUG တွေကိုတော့အခုဒီတစ်ခါမခေါ်ဘူးဘာကြောင့်လဲဆိုတော့ငိမ့်ချန်ရဲစကားဝိုင်းဆိုပေမဲ့ အထူးသဖြင့်တို့ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တို့ကလုံတာဖြစ်တယ်ဆိုတော့အခုတို့ရွေးကောက်ပွဲလုံနိုင်မဲ့နေရာမင်းပုတ်ထောင်နိုင်မဲ့နေရာအခုလက်နက်ပိုင်းထားတဲ့သူတွေရဲ့နေမြေထဲမှာလည်းယူကောက်ပွဲလုတ်ချင်တယ်ဆိုလို့ရှိရင်တော့တို့တွေကိုအတိအကျဦးစားပေးအနေနဲ့ခေါ်ပြမှာအဒီအစည်းအဝေးကို Peace Forum ထဲမှာခေါ်ရတာဖြစ်တယ်။ဒါကြောင့်အခု NUGD လည်းတကယ်ပဲတို့လုတ်ချင်တယ်ဆိုလို့ရှိရင်တော့ခွေးကတော့ NUGD နဲ့စကားပြောဖို့ရတဲ့တို့ကအစင်တက်လုတ်ထားပြတာဖြစ်တယ်။ လောက်မှာပေါ့နော် NUGD ကြောင့်သူတို့တည်သွားတာဒီ NUGD ကြောင့်သူတို့အိမ်ပြင်းတောင်မထွက်နိုင်တာတွေရှိနေကြပြီလေဒါကြောင့် NUGD တာညင်းချရဲ့စကားပြောမယ်ဆိုလို့ရှိရင်တော့သူတို့က MLA ခွေးကတခင်မြင်တယ်လို့လေတည်တယ်မလားခုံဆွာခုံဆွာဖြစ်နေတာမှာလေဆိုတော့အခု NUGD တာညင်းချရဲ့စကားပြောမယ်ဆိုလို့ရှိရင်တော့ ခွေးတပုကနေတော့အချိန်မရွေးပြင်ဆင်ထားပြီးတာဖြစ်တယ်တဲ့ဒါပေမဲ့ NUGD ကငိမ့်ချရဲ့စကားကိုပြောမယ်ဆိုလို့ရှိရင်တော့နိုင်ငံရဲ့အခွင့်အရေးကိုမယူဘဲနဲ့တကယ်ပဲငိမ့်ချရဲ့စကားကိုပြောချင်တဲ့စိတ်သက်ရှိရမယ်ပြောချင်တဲ့စိတ်သက်ရှိခဲ့တယ်ဆိုရင်တောင်မှတင့်အချက်နေနေကအတမ်းဖက်ကိုမလုတော့ပါဘူးဆိုတဲ့ဥစ္စာကိုကဘာတိအောင်ကြင်ညာပေးရမယ်တဲ့ရရဆဆเนาะ ပြီးနောက်တစ်ခုကတော့အခု NUG ရဲ့လက်အောက်ထဲမှာရှိနေတဲ့ PDF တွေကတော့လက်နက်မအပ်ခဲ့ရင်တောင်မှလက်နက်ကိုလုံးဝမထုတ်တုံးဘူးဆိုတဲ့ဥစ္စာကိုသူတို့ကနေမှအာကြေညာပေးရမယ်နံပါတ်3အနေနဲ့ကတော့စစ်ခွေးတွေလုံးမဲ့ရွေးကောက်ပွဲကိုလက်ခံတယ်ဆိုတဲ့ဥစ္စာကိုပြောပေးရမယ်လို့ပြောတယ်ဘေဟာမ ် NUG တွေလောက်မှာမဟုတ်ဘူးတစ်အချက်နေနဲ့ဖြစ်တဲ့ငွေတို့ကအကြမ်းဖက်မလုပ်တော့ပါဘူးဆိုတဲ့စကားလည်းသူတို့ပြောမှာမဟုတ်ဘာကြောင့်လဲဆိုတော့ NUG တွေနဲ့အတူဒီနေ့ကျွန်တော်တို့တော်လာရဲတဲ့အားလုံးကဘသူမှအကြမ်းဖက်အလုပ်ကိုလုပ်နေတာမဟုတ်ဘူးအကြမ်းဖက်အလုပ်ကိုလုပ်နေတာဟာခွေးတွေပဲဖြစ်တယ်ဆိုတာကိုတော့အားလုံးသိကြတာဖြစ်တယ်နောက်တစ်ခုအနေနဲ့ကတော့ NUG ရဲ့လက်အောက်ထဲမှာရှိတဲ့ PDF တွေကတော့လက်နဲ့မအပ်ချင်တဲ့လက်နဲ့လုံးဝမထုတ်ဖို့အတုံးဘူးဆိုတဲ့ဥစ္စာကိုเนาะအာကဘာတိအကျညာပေးရမေးဆိုတော့ ငါတို့ကလက်နဲ့ကိုင်တိုင်းကစားနေကြတာမဟုတ်ဘူး။နော်ဒီတော်လာရေးထဲမှာအသက်ပေးခဲ့ရတဲ့တော်လာရေးရေးပေါ်တွေအများကြီးရှိတယ်။တော်လာရေးရေးပေါ်တွေတည်သွားတိုင်းလဲသူတို့ရဲ့တငယ်ချင်းတွေဖြစ်တဲ့တော်လာရေးရေးပေါ်တွေဘက်ကနေမှဂတိပေးလိုက်တာဟာတငယ်ချင်းနင်းသွားလိုက်ပေမဲ့မပြီးမပြတ်သေးတဲ့ငိုရရဲ့မြန်မာနိုင်ငံရဲ့တော်လာရေးကိုငိုရဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်ဆိုပြီးမှဂရိပေးခဲ့ကြတဲ့သူတွေဖြစ်တယ်။ဒါကြောင့် တကယ်လို့များ NUGD ကနော်လုံးလုံးမှာတော့မဟုတ်ဘူးဒါပေမဲ့ပြောတာပါတကယ်လို့များ NUGD ကစစ်ခွေးတွေနဲ့ငင်းချိုင်းရဲ့ယူတော့မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့အောက်မှာရှိတဲ့ PDF တွေအကုန်ခွဲထွက်ပြီးမှဒီနေ့ PDF တွေကတော့ PDF ပဲဖြစ်နေမှာပဲနော် ့ NUGD နဲ့တပွဲသွားပေမဲ့ PDF တွေကတော့ NUG ရဲ့နဲ့အတူငင်းချမ်းရဲ့စကားပွိုင်းထဲမှာထသွားပြောနေမှာမဟုတ်ဘူးဆိုတော့နင်းတို့စစ်ခွေးတွေဘောမတွေဘောမျိုးတွေနဲ့တိဖို့လိုအပ်တယ်။ Okay ဆရာမနေဦးမေအခုလိုမျိုးခွေးတောင်းစားနှစ်ကောင်ကိုအားရပါရဖြုတ်ပေးတဲ့အတွက်ဂျေစုအများကြီးတင်ပါတယ်ဗျ။နောက်လဲစက်တိုက်စက်တိုက်ဖြုတ်ပေးပါဦး။ခွေးတွေနေရနေရမရှိအောင်လို့ပြောပြမယ်ဒီချိန်မှာငင်းချမ်းရဲ့ ဟိုဆွေးနွေးလို့ရတယ်မရအောင်မဟုတ်ဘူးခမရတို့ခွေးထောင်းစားအုပ်စုเนาะကြောင်ယုံမင်းပြောသလိုပဲစက်တန်းရပြန်နိုင်ငံလုံးကြုံရေးပဲလို့နိုင်ငံအာဏာကိုငါတို့ပြည်သူတွေလက်ထဲပြန်အပ်ပေးအမေစုနဲ့တကွာဖမ်းဆီးထားတဲ့နိုင်ချင်းအားလုံးကိုပြန်လွတ်ပေးလုံနိုင်လားငါတို့ဘက်ကလည်းတောင်းဆိုလိုက်မယ်အဲ့ဒါလုံနိုင်ရင်နင်တို့ပြောတဲ့ငြိမ်းချမ်းရေးဆိုတာငါတို့တွေကလိုချင်တာပေါ့ကွာဘသူကအသက်တွေဘဝတွေရင်းပြီးတော့တိုက်ချင်ပါလေအဓိကမင်းတို့ခွေးအိုကြီးလူစိတ်ပြောင်းနေလို့အတွက်ငါတို့ကဆွေးနွေးစရာမရှိဘူးလို့ပြောတာ မင်းတို့ခွေးတောင်းသားအုပ်စုစက်တန်းရမပြန်မချင်းသွေးကြွေးမှာငါတို့တွေဆွေးနွေးစရာမရှိဘူးဟုတ်ကဲ့ကျွန်တော်မိသားစုတွေရဲ့အမြင်လေးကိုလည်းတစ်ချက်ပြောသွားပေးဖို့တောင်းဆိုရင်းနဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မပက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့ကျွန်တော်တို့နောက်ပြီးတော့ပြန်လဲဆုံတွေ့